်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်သူတပားကိုချစ်ချင်းအတွက်ကောင်းကြီးဆိုတဲ့ကောင်းစဉ်နဲ့ရှင်ပေသူဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်22ကနေ23ကိုဆင်ခြင်သွားခြင်းပါတယ် သင်တို့သည်ဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့အားဖြင့်ဖြစ်ပွားသည်မဟုတ်မဖောက်ပြန်မပျက်စီးတတ်သောမျိုးစေ့သည်ဟုသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောပြာဒခင်ဤနောက်ကပတ်တော်အားဖြင့်ဖြစ်ပွားသောကြောင့်ညီအကူများကိုချစ်ရမဆောင်အမှန်ချစ်ခြင်းအလိုငါစိတ်ထဲမှာတမာတရားကိုနားထောင်ရက်ကိုစိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်း အာကြည်သောချက်ချင်းမြတ်တာရှိကြလောတခြားသူတွေကကျွန်တော်တို့အပေါ်မှာအကျဉ်းနာတရားမရှိပေမဲ့လည်းကျွန်တော်တို့ကိုသခင်ယေရှုခရစ်တော်ကချစ်တယ်လို့မျိုးချက်ချင်းခံရတဲ့ဘုရားသခင်ရဲ့မြတ်တာအားဖြင့်ပြန်ပြောင်းမှသူတို့အပေါ်မှာချက်ဖို့အတွက် နိုးစော်ခြင်းကို ခံရပါတယ်ကျွန်တော်တို့လူသဘောတဘာဝအရာ ရိုးရိုးရှင်းရှင်းတုံ့ပြန်တတ်ကြတာကတော့ကျွန်တော်တို့ကိုလူအများကကျင်နာကြတဲ့အခါမှာ ကျွန်တော်တို့ကောင်းတတ်ပါတယ် ဒါပေမဲ့လည်းတခြားအချိန်တွေမှာကျွန်တော်တို့ဟာဒေါသဒါမှမဟုတ်နာကျင်မှုကိုပြစ်စေနိုင်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရိုင်းဆိုင်တဲ့သူတွေအပေါ်မှာတောင်းချစ်ဖို့သခင်ယေရှုခရစ်တော်ကသွန်သင်ခဲ့ပါတယ်ယောမအခန်းကြီး9အငယ်10မှာကျွန်တော်တို့အပြစ်ရှိနေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့အပြစ်တွေအတွက်အသေးခံတော်မူခဲ့တာဖြစ်တဲ့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဆိုတာကိုကျွန်တော်တို့ကိုထင်ရှားစွာ ပြတော်မူခဲ့ပါတယ် ခရစ်တော်ပြုပေးခဲ့တဲ့အရာတွေအတွင်ဂျေစုတင်ပြီးတော့ဘုရားသခင်ရဲ့တကူတော်အပေါ်မှာအားကိုးတဲ့ကျွန်တော်တို့အနေနဲ့တခြားသူတွေကိုချစ်သင့်ပါတယ်။ဒါကြောင့်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်14မှာငါတို့သည်ညီအကိုချင်းတို့ကိုချစ်တော်ကြောင့်သေးခြင်းမှအသက်ရှင်ခြင်းတို့ကိုကူးမြောက်သူကိုကိုတီးရကြ၏မိမိညီအကိုကိုမချစ်တော်သူသည်သေခြင်း၌တည်၏လို့ဖော်ပြထားခြင်းပဲဖြစ်တယ် မေတ္တာအဖြင့်တုံ့ပြန်ဖို့ခက်ခဲပေမဲ့အဲ့ဒီလိုပြုခြင်းကိုဘုရားသခင်ကနှက်သက်တော်မူတဲ့အတွက်ကြောင့်ပြမဥဆုံးအနေနဲ့ကောင်းချီးတွေကိုရရှိစေပါတယ်။အဲ့ဒါတို့ကကျွန်တော်တို့ကိုပျော်ရွှင်မှုငြိမ်းချမ်းမှုနဲ့ရောင်ရဲကျေနပ်မှုတွေကိုဆောင်ကျင်းပေးပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ခြင်းနဲ့နာခံခြင်းအတွေ့ဘလို့ပြန်လဲချီးမြှောက်မလဲဆိုတာကိုစောင့်ကြည့်ဖို့စိတ်လှုပ်ရှားစွာမျှော်လင့်စောင့်စားတင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့တန်ရှင်သောဝိညာဉ်ကကျွန်တော်တို့အတွင်းကနေလှုပ်ဆောင်နေပြီးတော့ဘုရားသခင်အထံတော်ကနေပြည့်အပ်တဲ့အသက်တာတွေကနေတဆင့်မြင့်မြတ်တဲ့မြတ်တာစီစင်းနေကြောင်းကျွန်တော်တို့သိရှိနားလည်လာမှာဖြစ်တယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အငယ်35မှာအရေးကြီးတဲ့အကျိုးကျေးဇူးကိုသခင်ယေရှုခရစ်တော်ကပြောခဲ့ပါတယ်။အဲ့ဒီမှာပြောထားတာက သင်တို့သည်အချင်းချင်းချစ်ကြလျင် လူအပေါင်းတို့သည်ထိုမြတ်တာကိုထောက်၍ သင်တို့ဒီငါဤတပည့်ဖြစ်သူကိုတိကျလိမ့်မည်ဟု မိန့်တော်မူ၏လို့ဆိုခဲ့ပါတယ်။ကျွန်တော်အနေနဲ့မိမိကိုယ်ကိုသူတို့ပါကဆက်ဆံစီလိုတဲ့အတိုင်းတခြားသူတွေကိုဆက်ဆံခြင်းက လူအလုံးအတွက်နဲ့နဲ့ပြီးတော့ဂျိနက်ဆရာကောင်းတဲ့အဆက်အသွယ်မိသားရကို တိဆောက်ပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီရက်ပိုင်းမှာကျွန်တော်နဲ့ထိတွေ့ဆက်ဆံနေရတဲ့သူတွေကိုသခင်ယေရှုခရစ်တော်ရဲ့မြတ်တာနဲ့ဆက်ဆံခဲ့တဲ့ပုံစံကိုစဉ်းစားပြီးတော့လက်တွေ့ အသက်ရှင်နိုင်ဖို့ပဲဖြစ်တယ်။ဈာနာဆင်ခြင်ခဲ့တဲ့သူအားလုံးစင်ကြယ်တဲ့စိတ်နဲ့အသက်ရှင်ပြီးတော့အစဉ်အမြဲတည်တဲ့ဘုရားသခင်ရဲ့မဖောက်ပြန်တဲ့မျိုးစေ့အားဖြင့်ဖြစ်ပွားလာတဲ့သူတွေဖြစ်ချင်းကြောင့်သူတစ်ပါးကိုအားကြီးတဲ့မေတ္တာအားဖြင့်ချစ်နေခြင်းအတွေ့ရဲ့ဘုရားသခင်စီကကောင်းကြီးမင်္ဂလာတွေဖြစ်တဲ့ပျော်ရွှင်မှုငြိမ်ချမ်းမှုရောင်ရဲမှုနဲ့ကျွန်တော်တို့အတွင်းမှာကင်းဝတ်နေတဲ့တန်ရှင်သောဉာဏ်တော်အားဖြင့်ဘုရားသခင်ရဲ့မေတ္တာတွေဆီစစ်နေကြောင်းလက်တွေ့ ခံစားနားလည်နိုင်ကြပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်။